အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တက်ဆက်မဲ့အကြောင်းအရာကတော့ဒီ Facebook ပေါ်မှာလူမှုကွန်ရက်ပေါ်မှာသတင်းမီဒီယာတွေမှာထင်ပေါ်ကျော်ကြားတဲ့အကြောင်းအရာတွေလူပြောများတဲ့အကြောင်းအရာတွေကိုကျွန်တော်ဒီနေ့တင်ဆက်ပေးမှာဖြစ်ပါတယ်မျှဝေပေးမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်တင်ပြချင်တဲ့အကြောင်းအရာကတော့ဒီစက္ကစနဲ့ပတ်သက်တဲ့လူတွေကိုနော်ခေါင်းဆောင်တွေကိုစစ်မှာပတ်သက်တဲ့ထိပ်ပိုင်းခေါင်းဆောင်တွေကိုနေပြီးတော့40 rise နော် for the right လူအခွင့်ရဲ့အဖွဲ့ကနေပြီးတော့တရားဆွဲလိုက်တယ်အပီဒီဟာဘင်မှာတရားဆွဲလဲဆိုလို့ရှိရင်ဂျာမနီနိုင်ငံမှာတရားဆွဲတယ်ဆိုတော့အဲ့ဒီမှာပါဝင်ပသက်တဲ့လူတွေရှိတယ်အဲ့ဒါကဘသူတွေလဲဆိုလို့ရှိရင်တရားလိုတဲ့လူတွေပေါ့လူမျိုးပေါင်း9မျိုးပါတယ်အဲ့ဒီမှာရခိုင်ပါတယ်ချင်းပါတယ်ကရင်ပါတယ်ဂရနီပါတယ်မွန်ပါတယ်မြန်မာပါတယ်ဒီမှာမြန်မာနော် ပမာလည်းပါတယ်ဆိုတော့ရိုဟင်ဂျာလည်းပါတယ်အဲ့ဒီတန်ကြာစာမှာတန်ကြာစာပေါင်း200နဲ့10နဲ့9မျက်နှာတန်ကြာစာကို ဖွင့်တယ်အဲ့ဒီမှာအထောက်ထားပေါင်းက1000ကျော်ပါတယ်နော်အဲ့လိုမျိုးတရားဆွဲတယ်အဲ့ဒါကအဲ့ဒါကိုပြန်ချစ်လိုက်လို့ရှိရင်နောက်ဆုံးကပါလဲဆိုလို့ရှိရင်အခုဂျာမနီပေါ့ဂျာမနီတရားရုံးမှာသွားပြီးတော့အမှုဖွင့်တာဆိုတော့အဲ့ဒီမှာ လူမြန်မာနိုင်ငံသား16ယောက်ပါတယ်အဲ့ဒီမှာအားဒီမြန်မာနိုင်ငံသား16ယောက်ကတကယ်တကယ်သူတို့အခက်အခဲတွေတကယ်လက်တွေဖြစ်တဲ့လူတွေတကယ်ပေါ်ပြတဲ့လူတွေလက်တွေတကယ်ဖြစ်ရမှန်လို့ပြောပြတာတက်သေးတွေပေါ့တက်သေးတွေက16ယောက်ပါတယ်အဲ့ဒီမှာဒီအမှုဖွင့်တဲ့နေရာမှာကိုဂျာမနီမှာစပ်တော့အမှုဖွင့်တယ်ဆိုတော့ ICC မှာလေစုံစမ်းနေဆေးပဲဖြစ်တယ်เนาะ ICC ဆိုတာကတော့ direct ဒီစစ်ဖက်ဆိုင်ရာကောင်းဆောင်တွေကို အကြီးကြီးတွေကိုသူတို့ပြမယူပြီးတော့လူပုဂ္ဂိုလ်ကိုကျွန်တော်တို့အကြီးယူဖို့အတွက်အဲ့ဒီမှာလဲစုံစမ်းစစ်ဆေးနေတယ်နောက်တစ်ခုကဖြစ်လက်စဖြစ်တဲ့ ICJ ICJ ကတော့တိုင်းပြည်ကိုဆွဲတာဖြစ်တယ် Rural Ranger အရေးနဲ့ဆိုတော့အဲ့ဒီမှာလဲဖြစ်လက်စရှိတယ်ဆိုတဲ့ခါကျတော့အဲ့ဒီဟာတိုင်းပြည်ကလူတွေကိုတရားဆွဲတဲ့ထက်ကနေပြီးတော့တခါအဲ့ဒီမှာ AA ကပို့လိုက်တဲ့ တက်သေးတွေတကိလူဖြစ်ရမှာတကိကိုခံစားတဲ့အရာကိုတကိပြောပြနိုင်တဲ့လူတွေကိုပို့ထားတာရှိတယ်အဲ့ဒီမှာဆိုတဲ့အခါကျတော့အဒီကနေပြီးတော့လဲတခါစကားစကိုနေပြီးတော့အမှုအရေးယူနိုင်တယ်နော်ဆိုတော့အဒီလန်ကျော်လဲတလန်ပွင့်တယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်အာဂျင်တီးနာအာဂျင်တီးမှာလည်းသူတို့ကတရားဆွဲထားတယ်နောက်တစ်ခုကတူရကီတူရကီမှာလည်းသူတို့ကအမှုဖွင့်ထားတယ် နောက်ဆုံးကတော့အခုဂျာမနီပေါ့ဂျာမနီမှာလည်းအမှုဖွင့်လာတယ်သူစုပေါင်း9နေရာရှိသွားပြီးအခုဒီမလေးရှားတို့ဘာတို့အင်ဒိုနီးရှားတို့မှာကြိုးစားတဲ့အရာတွေကိုအကောင့်ထဲဖွင့်နိုင်မယ်ဆိုလို့ရှိရင်နိနိဆက်ဆက်လေးဒီအာဆီယံအထက်မှာတော့မှတရားစွဲမဲ့နိုင်ငံတွေပေါ်လာတော့မယ်ဆိုတော့အခုဒီ9နိုင်ငံကတော့9နေရာကတော့ကျွန်တော်တို့စက္ကဆရဲ့ကောင်းဆောင်ကို တရားဆွေးနေပြီဆိုတဲ့ဟာတွေကကျွန်တော်တို့တည်နေမှာပေါ်ပြထားတော့ကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကျတော့မေကိစ္စเนาะရေကောက်ပွေလို့ပို့အတွက်မေအဲ့ဒါကိုတပြီးတော့ဒီစကဆရဲ့ပြောရစခွင့်ရှိသူစော်မဲလုံးကနေပြီးတော့ဒီ2023မှာဖြစ်ချင်မှဖြစ်မယ် တက်မပြောနိုင်ဘူးလို့သူပြောတယ်ဆိုတော့ဟုတ်တရားနေရသူဆရာကြီးကတော့ဥထာကြီးကတော့ဘာပြောလို့ဆိုလို့ချင်းလိုအခက်ခဲပဲရှိရှိသူတို့ဖြစ်အောင်လုပ်မယ်ဆိုပြီးတော့ပြောပြန်ရောဆိုတော့ဇော်မင်းလုံးကတော့မသိချဘူးသူဆရာကတော့ရတဲ့နေနဲ့ဖြစ်အောင်လုပ်မယ်လို့ပြောတယ်ဆိုတဲ့အခါကျတော့အဲ့ဒီဟာကို ဖြတ်မဲ့လူတွေကတော့ဒီဖက်ကလုံးဝမဖြစ်နိုင်အောင်ဖြတ်မယ်ဆိုပြီးတော့ကြွကြော်တဲ့ဒီနှစ်ဖက်စလုံးရဲ့အပြိုင်မှုက ဒီ2023မှာလှုပ်လှုပ်ခတ်ခတ်တကိတ်ပွေကျူပွေကောင်ဖြစ်လာမယ်အရာတွေဖြစ်တယ်ဆိုတာကျွန်တော်တို့ဒီတည်င်းတွေမှာကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီကရင်ပြည်နယ်ကြာအင်းစိတ်မှာဆိုလို့ရှိရင်ဖျားသုံးဆူဆိုတာရှိတယ်ဖျားသုံးဆူမျိုးအဲ့ဒီမှာနေပြီးတော့ဒီစစ်တပ်ရဲ့ယုံတွေထွေအုပ်ယုံတွေလောက်ကယုံတွေ မိရှုလိုက်ရတယ်အဲ့ဒီမှာမိတက်လက်ပါလိုက်သေးတယ်အဲ့ဒီနေရာမှာဘွားပြီးတော့ဒီအရာတွေကိုသူတို့မိရှုဖြစ်စီတဲ့အခါမှာအတက်နဲ့နိနိလေးပဲဖြစ်တယ်ဒါပေမဲ့အဲ့ဒီစစ်တနေပြီးတော့သူတို့လာပြီးတော့စစ်ကူမလိုက်ဘူးဆိုတာတွေ့ရတယ်ဆိုတော့အဲ့ဒီမှာစိတ်ဝင်စားစရာကောင်းတာတစ်ခုအရရှိတယ်ပါလဲဆိုတော့အဲ့ဒီမှာမကြခင်တော့က DKPA နော် DKPA ရဲ့တကိတ်ထိပ်ပိုင်းကောင်းဆောင် တယောက်ရဲ့အိမ်နော်ဘုံမှုအိမ်နော်ဘုံမှုကြီးအေဝင်းဆိုတဲ့ဘုကြီးရဲ့အိမ်ကိုလက်နဲ့ချင်းနဲ့ပစ်တာလျင်နဲ့ပစ်တာဆိုတော့အဲ့ဒီမှာပျက်စီးသွားတယ်အဲ့ဒီမှာအချို့တည်တင်းတွေမှာတော့လူနှစ်ယောက်သေတယ်လို့ပြောတယ်ဒါပေမဲ့တည်တင်းအများကြီးမှာပြောပြတာကတော့ကျွန်တော်တို့နှစ်ယောက်ဒဏ်ရာရတယ်လို့ကျွန်တော်တို့ဒီအင်တာဗျူးတွေမှာတွေ့ရတယ်ခုပြန်ပြီးတော့နောက်ပိုင်းလာတဲ့တည်တင်းတွေကျတော့ နှစ်ယောက်တည်းရရတယ်လို့ကျွန်တော်တို့သတင်းကြရတယ်အခုဒီဖျားသုံးစုမှာ ဖြစ်တဲ့ဖြစ်ရတယ်မှာဆိုလို့ရှင်ပြန်ချစ်တဲ့အခါကျတော့เนาะအဲ့ဒီဖျားသုံးစုမှာဖြစ်တဲ့အကြောင်းအရာတွေမှာဒီ A1 ရဲ့လူဆိုမှ ပြောတယ် A1 ရဲ့လူတွေကအခုငါကသူ့အင်ကိုလာချစ်တဲ့အတွက်ကြောင့်မချစ်တဲ့အတွက်အတွက်ကြောင့်ပြန်ပြီးတော့တိုက်တယ်ပြန်ပြီးတော့ဒီဖျားသုံးစုမျိုးမှာရှိတဲ့ ဒီအစိုးရရဲ့သက်ဆိုင်တဲ့ယုံတွေကိုသွားပြီးတော့မိရှုတယ်ဒါပေမဲ့ဟုတ်ဖက်စစ်တပ်လူတွေသိတယ်ဒါပေမဲ့မပြစ်ဘူးတယောက်မှမထွက်ရဘူးဆိုတော့ကျွန်တော်တို့ဒီနေရာမှာဒီစက္ကဆက်ဖက်ကလော့ဘီတွေကပြောကြတာလားကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီဖက်ကလူတွေရဲ့တည်င်းမှာကြတော့ဘာလဲဆိုလို့ရှိရင်တယောက်မှမထွက်ရဘူးအဲ့ဒီမှာအဲ့လိုမျိုးပြောကြတယ်ဒါပေမဲ့စက္ကဆက်ရဲ့လော့ဘူတွေကကြတော့သူတို့အချင်းချင်းညှိကြတယ် အာနှိကြတဲ့အတိတ်ပြရတဲ့နားလေမှုယူပြီးတော့မပြေကြဘူးဆိုတဲ့ပုံစံမျိုးတွေပြောကြတယ်။ဘာပဲပြောပြောเนาะဖျားသုံးစုမှာအခုစိုက်ကဆက်ရဲ့ယုံတွေဟာဆိုလို့ရှိရင်เนาะတက်ထက်ခံလိုက်ရတယ်မိရှုခံလိုက်ရတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက wallet wallet မှာလည်းအကြီးအကျယ်ပဲเนาะအကြီးအကျယ်ပဲအဲ့ဒီမှာလည်းတော်တော်ကိုဒီစက္ကဆရဲ့အောက်မှာလေးပက်တဲ့ယုံတွေတော်တော်ဖြစ်စီခံလာရတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ် နော်ဒီမှာချိချေချွာပြီးတော့ဒီမှာပါဆိုလို့ချက် concrete concrete ချုံတို့မှာလည်းချိချေပဲတပ်ဖျား40ကြာတယ်လို့ပြောတယ်40 10မိနစ်ကြာတယ်လို့ပြောတယ်နော်အတိပြတော့မြို့ထက်မှာပဲဖြစ်တယ်ခုကတော့မြို့ထက်မှာပဲဖြစ်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 နဲ့ဝင်လာတာကိုကျွန်တော်တို့တွေ့ရတယ်ဒီဖက်မှာခရင်ပင်နေဖက်မှာနော်ခရင်ပင်နေဖက်မှာအဒီဟာတွေကြာတော့စစ်အချိန်မြင့်လာတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ကျွန်တော်တို့ညှော်လင့်တာကတနိုင်ငံလုံးတပြိုင်တည်းများဖြစ်လာမလားလို့ကျွန်တော်တို့ညှော်လင့်နေတယ်ဒါပေမဲ့အခုကတော့အာ နောက်ပိုင်းဖြစ်လာကောင်ဖြစ်လာနိုင်တယ်သူတို့ချင်းချောက်ခမဲအောင်မှာတပရိတ်ဖြစ်အောင်သူတို့လှုပ်တာလည်းဖြစ်နိုင်တယ်ပြီးတော့သမတရာကြီးသမတကဒီအပြုတ်တိုက်လှုပ်ဖို့အတွက်ပြင်ဆင်စရာရှိတာကို ပြင်ဆင်ကြဆိုပြီးတော့ကျွန်တော်တို့ထုတ်ပြန်တာကိုလည်းတွေ့ရတယ်ဆိုတော့ဒါသတိပိတ်ချက်တွေပဲတိပရာတော့တနင်္ဂနွေလုံးများအောင်ကြွမလားเนาะဒီနိုင်ငံအကိခက်တွေကတော့ဆေးလီတွေကတော့ဘာပြောလို့ဆိုလို့ရှိရင်တနိုင်ငံလုံးတိုက်မယ်ဆိုလို့ရှိရင်ခொနည်းရမခံဘူး တချို့လူတွေကြတော့တရက်နဲ့ပြည်တယ်လို့ပြောတယ်เนาะအဲ့လောက်တိတိမလွယ်ဘူးထင်တယ်။နောက်ခုနှစ်ရက်လောက်တော့เนาะမပြည်တော့မှခုနှစ်ရက်ဆက်တိုက်ဒီတပြည်လုံးတိုက်ရဆိုလို့ရှိရင်တော့စက္ကစအချင်းနဲ့တမျိုးပြောင်းသွားမယ်ဆိုတဲ့ဟာကျွန်တော်တို့တွေ့ရတယ်เนาะအဲ့ဒီဟာကကျွန်တော်တို့ဒီတိုက်ပွဲအချင်းနဲ့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်ဒီ Facebook ပေါ်မှာဟာတာလေးတွေပြောပြီးတော့เนาะနာမည်ကြီးတဲ့လူတယောက်ရှိတယ် အန္တကပါလဲဆိုလို့ချင်းကိုအောင်ချမ်းသူတို့ကဟိုးစစ်တအနာတိုင်းတဲ့အခါမှာကျတော့သူလဲပြက်လုံးတွင်နဲ့လှုပ်တဲ့အခါကျတော့ဒီဆန္ဒပြပွဲတော့ဘာလို့မှပါတဲ့အခါကျတော့905ကနဲ့အမှုဖွဲ့ခံတဲ့လူတယောက်ဖြစ်တယ်အဲ့ဒီဟာကနေပြီးတော့တဲ့ဒီမီဒီယာတွေမှာတော်တော်ဖော်ပြကြတယ်ဘာဖြစ်လို့ဒီလူကိုဖော်ပြကြလဲလို့ပြောတဲ့အခါမှာသူလဲ တော့နာမည်ရတဲ့လူတယောက်ဖြစ်တဲ့သူဟာသားလေးတွေကိုလှုပ်ပြီးတော့เนาะအစားတော့ not pain solution အစားတော့เนาะ now pain solution သူကအဲ့ဒီကနေပြီးတော့ငါရငါကားနဲ့အမှုဖွက်ခံတဲ့ခါကျတော့ထိုင်ပြေးသွားတယ်ထိုင်မှနေရင်နေရင်လည်းသူရဲ့တနခါเนาะကိုပိုင်ထုတ်လုပ်တဲ့တနခါနာမည်အဲ့ဒီဟာတွေကိုဒီဆီလီတယောက်နဲ့အင်တာဗျူးတာကိုကျွန်တော်တို့တွေ့လိုက်ရတယ်เนาะသူတို့နှစ်ယောက်ရဲ့ကူညီမှုတယောက်တယောက်ကိုအာเนาะ အားပေးမှုတွေလောက်ကြရဲဆိုတာကိုသူတော်တော်အဒီမှာဗီဒီယိုတွေတွေ့လိုက်တယ်အဒီဗီဒီယိုကိုတွေ့လိုက်တိုင်းနဲ့ကျွန်တော်သတိထားမိလိုက်တယ်အော်တင်ရတော့မကြတော့ဘူးဆိုတဲ့ဟာကိုကျွန်တော်သိလိုက်ရတယ်ဘာဖြစ်စရောသူကဟုတ်ပြင်ဦးလွင်မှာသွားပြီးတော့နော်ကြောင်ညာရိုက်မယ်ဆိုပြီးတော့ကျွန်တော်တို့တွေ့ရတယ်ဒီဆက်ဆက်တွေကအတားပဲဒီစီပေါ်ရေးကိုသူကဒီတနခါ ကိစ္စနဲ့ပတ်သက်ပြီးတော့သူလုပ်တဲ့ဟာကိုကြောင်ညာတွေရလာတယ်နောက်တစ်ခုဆိုလို့ချင်းသူကလည်းနည်းနည်းစီလီတွေဖြစ်လာတဲ့အခါကျတော့လူတွေငားတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ညာခေါ်တဲ့သဘောဖြစ်နေတယ်နောက်မြန်မာနိုင်ငံကိုဝင်လို့မရဘူးဆိုတော့သူသိတယ်ဒါပေမဲ့စီးပွားရေးနဲ့ပတ်သက်တဲ့အခါကျတော့ဒီပြည်အောင်တွေမှာသွားပြီးတော့နော်ကြောင်ညာရိုက်အပြန်မှာစိုက်ထုံမှာဆိုလို့ချင်းကောထင်းရွာမှာ သူမိဘတွေနေတဲ့အိမ်မှာရောက်တဲ့ခါကျတော့ဖန်ခံလိုက်ရတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီတည်င်းကလည်းလုံမှုကွန်ရက်ပေါ်မှာတတော်ကိုဖော်ပြတဲ့တည်င်းမီဒီယာကြီးတွေတောင်မှဖော်ပြတယ်ဘာဖြစ်လို့လဲဖော်ပြလဲဆိုလို့ရှိရင်ဒီလူတယောက်ကနာမည်မကြီးဘူးဘာမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ဖော်ပြစရာအကြောင်းမရှိဘူးဒါပေမဲ့ဒီလူကဒီ Facebook ပေါ်မှာတော်တော်နာမည်ကြီးတဲ့လူတွေလူချင်းများတဲ့ပရိသတ်များတဲ့အတွက်ကြောင့် ဒီတဲ့မီဒီယာတိုင်းမှာပေါ်ပြတာကိုကျွန်တော်တို့တွေ့ရတယ်။ဆိုတော့အဒီအဖြစ်ပြက်လက်တစ်ခုရှိတယ်။နောက်တစ်ခုကဗာလဲဆိုလို့ရှိရင်เนาะရာကုန်တိုင်းစစ်ကြောရဲ့တောင်းခံကနေပြီးတော့ဒုဘုံမူကြီးဘုံမူတန်ထော့ပေါ့တန်ထော့နဲ့တက်ချက်ကြီးနေပြီးတော့ပွင့်ချင်းပြီးအသက်ခံရတယ်။ဆိုတဲ့တဲ့င်းပေါ့အဲ့ဒီဟာကလည်းဗာလဲဆိုလို့ရှိရင်စိတ်ဝင်စားစရာကောင်းတယ်เนาะအဲ့ဒါလည်းအန်ဒလီရန်ကုန်မန္တလေး လိုင်းမှာဆိုလို့ရှိရင်မန်တိုင်း161မှာနေပြီးတော့เนาะအဲ့ဒီမှာပြတ်တက်ခံလိုက်ရတယ်သူရဲ့ကားကိုဒီလူကိုစိတ်ဝင်စားစရာကောင်းတာကပါလဲဆိုလို့ရှိရင်အရင်တော့ကဂျီမီတို့ဖြိုးစီယာတော်တို့၄ယောက်ပေါ့เนาะ၄ယောက်အဖန်ခံလိုက်ရတာလေဒီလူရဲ့ လောဆောင်မှုကြောင့်လို့ပြောတယ်။ပြီးတော့စစ်ကြောရေးမှုဖြစ်နေတယ်။စစ်ကြောရေးမှုဆိုတာကလူတွေကိုစစ်ဆေးတာတော့ပါလို့စစ်ကြောရေးဆိုရင်တော့တော်တော်သူများတွေနားခါကြတာပေါ့။ဘာဖြစ်ဆိုတော့တော်တော်ကိုခါခါတိတိခါနေတဲ့နေရာတွေဖြစ်တယ်။ဆိုတော့အဲ့ဒီလူကဘုံဘူးတန်ထုတ်ကနော်တန်ထုတ်ကယူကြည်အယောင်ဆောင်တယ်။အရင်တော့ကတည်င်းပေါက်ကြတဲ့ထဲမှာယူကြည်အယောင်ဆောင်တာတော့ပါလို့လုပ်မယ်ဆိုတာအဲ့ဒါတကယ်မှန်တယ်။ဒီပေါက်ကြမှုကအဲ့လိုမျိုးပေါက်ကြမှုမဟုတ်ဘူးဆိုရင်ဒီလူကိုတတ်လို့မရဘူး။ တော့အဖန်ခံလိုက်ရတယ်ဒီ UG တွေเนาะ PDF တွေသူတို့အယောင်ဆောင်တဲ့လက်နက်တွေဝေမင်ပါမင်ညာမင်နဲ့နောက်ဆိုကြတော့ထောင်ချောက်ထောင်ပြီးတော့ဖမ်းတာเนาะအဲ့ဒီ PDF တွေကိုအဲ့လိုမျိုးထင်မှနာမည်ကြီးတယ်နာမည်ကြီးတဲ့အခါကျတော့သူကဟိုဖက်က PDF တွေအတိလိုက်တယ်တိလိုက်တဲ့အခါကျတော့သူတို့ OK လာခဲ့ဆမ်ဘလော့ပြောမယ်တနက်လက်ပုံ30ဝေမင်ဆိုပြီးတော့သူ့ကိုမြားခေါ်လိုက်တယ် မြားခေါ်လိုက်ပေမဲ့ဒီဖက်လည်းအကျန်နေပဲသူတို့ကိုဘေးနေရာမှာဆိုလို့ရှိရင်သူတို့လည်းအဲ့ဒီမှာအပြုတ်တိုက်မယ်ဟိုဖက်ကလည်းအသေးချပေါက်စီစဉ်ထားပြီးသားကားနဲ့စီနဲ့သွားတာကားနဲ့စီသွားတဲ့အခါမှာနောက်ကအစီကျတော့သူတို့ဘင်းပေါက်တော့ကျန်ခဲ့တယ်ဆိုတော့ရှေ့အစီမှာအခုနော်ဘုံမူတန်ထုတ်ပေါ့တန်ထုတ်တော့ကားအပြည့်ခံလိုက်ရတယ်အဲ့ဒီမှာနော်နော်ဟိုဖက်မှာလည်းသူတို့တတ်မှတ်ထားတဲ့အကွက်မှာလည်းသူတို့မရဘူးဟိုမှာစတက်တွေစောင့်ထားတာတော့ရှိတယ်ဒါပေမဲ့ အဲ့ဒီမှာတော့မရောက်ဘူးဆိုတဲ့အခါကျတော့ဒီကြားမှာအဖြတ်ခံရတယ်အတိပေးရတော့မွေမွေချင်းချစ်တော့မြင်တယ်ပေါ့နော်အဲ့ဒီမှာသူတို့လည်းလှက်ဒီဖျားလည်းလှက်နောက်ဆုံးကျတော့ကိုယ့်ရဲ့ကို ဖော်ရစ်စီကကိုမစားနိုင်ပဲနဲ့နောက်သေးသွားတယ်နော်ကိုဖော်ရစ်စီကိုမစားနိုင်ဟုတ်သေးသွားရောကိုထောင်းနဲ့ထောင်းချောက်ကကိုမိပြီးတော့ကန့်သွားတယ်အဲ့ဒီမှာနော်ဆိုတော့သူတို့ကအတိပေးရတော့အဲ့ဒီပုံမှန်သန့်ထုတ်ကတကယ်တမ်း သူတို့အောင်မြင်ခဲ့မယ်ဆိုလို့ချင်းဟိုဖက်က UG ဖက်က PDF ဖက်ကသူတို့ထောင်ချောက်ဖမ်းပြီးတော့သူတို့ဖမ်းမယ်ဖမ်းလို့ရပြီဆိုတော့တက်ဖြတ်မှာပဲเนาะဆိုတော့အဲ့လိုမျိုးမတိုင်ခင်မှာသူကတက်ဖြတ်ခံလိုက်ရတယ်ဆိုတော့သူ့ရဲ့လုံဆောင်ချက်ကမအောင်မြင်ဘူးဆိုတာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဘာလဲဆိုလို့ချင်းဒီနေ့တင်တက်လာကရန်ကုန်မြန်ကုန်မှာပေါ့เนาะတရက်ွက်မှာကျော်မင်းတန်เนาะကျော်မင်းတန်ကျော်မင်းတန်ကအရင်တော့ကစစ်သားဟောင်းတယောက်ဖြစ်တယ်เนาะဆိုတော့သူတို့ လင်မယားတယောက်အသက်ခံလာရတဲ့ဆိုတဲ့တည်င်းတွေအားတက်လာတယ်ဒါပေမဲ့စစ်သားဟောင်းဆိုပေမဲ့ဒီစစ်သားရဲ့အလုပ်တွေတည်င်းတွေပေးတဲ့နေရာမှာထစ်ထစ်ဝင်ဝင်ပါတဲ့လူတွေဖြစ်တယ်เนาะအဲ့လိုမျိုးဒီ UG တွေကိုထောင်ချောက်ထောင်ပြီးတော့ဖမ်းတဲ့ထက်မှာသူလည်းပါတယ်ဆိုတော့အစ်ပြတော့ဖြစ်ဖြစ်နဲ့တဖြုတ်ဖြုတ်နဲ့သူတို့တယောက်ပြီးတယောက်ဆွေးသက်တာကိုကျွန်တော်တို့တွေ့ရတယ်ဒီဘုံမကြီးနော်တန်ထွန်းနဲ့ပါသွားတဲ့ဟာလူလျောက်ပါသွားတဲ့ကားထဲမှာ အကားထဲမှာတင်ရောက်ရတော့သူတို့ထေသွားတယ်နောက်နှစ်ယောက်ကတော့ဖမ်းတယ်ဖမ်းပြီးတော့သွားတဲ့အချိန်မှာသူတို့ကလူပြေးတယ်လို့ပြောတယ်တနက်ကလူပေါ်ကြိုးစားတယ်ပြေးတယ်အဲ့ဒီအချိန်မှာတက်ပြီးတော့ထေသွားတယ်ဆိုတော့ဒီပြေးဖို့ဂျန်စီရဲ့လူပေါ်ဂျန်စီတဲ့ဒီနှစ်ယောက်ကအရင်တုန်းက PDF တွေပဲသူတို့ဖမ်းပြီးတော့ရပြီးတော့ဒီနေရာမှာအဆုံးချခံရတာဆိုတော့အဲ့လိုမျိုးစိတ်ဝင်စားစရာတွေလည်းကျွန်တော်တို့တွေ့ရတယ်အတိတ်ပြရတော့ဒီလူတွေနဲ့ဆက်တွေမှာ ဘလို့ပြောမလဲဟိုဖက်ယုံမှာဖြစ်တဲ့တကြောင်ဒီလူတွေကိုတုံးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒီလူတွေကလည်းအရင်တော့ကတော့စိတ်အထက်တန်ပြီးတော့အခုချိန်မှာဆိုလို့ချင်းစစ်တပ်ဖက်မှာပါသွားတယ်လုံးလုံးပါသွားတယ်နောက်ဆုံးအသက်ခံရတဲ့အထိရောက်သွားတယ်ဆိုတော့လေးယောက်စလုံးကြွသွားတယ်ဆိုတော့ကားတစီမှာလေးယောက်ပါတယ်ညောင်းဆိုတော့ခုနကဘုံမှုဒုဘုံမှုကြီးတန်ထွက်နဲ့တွေ့တဲ့ချက်ကြီးကတော့ဒီပြီးလို့ရှိရင်ဒီညောင်းဖန်ထားတဲ့ဟာတွေကိုလည်းသူတို့ တည်သွားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ထွက်ပြေးတော့တတ်လိုက်တယ်ဆိုတော့တည်သွားတယ်ဆိုတော့ဒီနေ့မှလည်းကျော်မင်းတန်ရဲ့အိတစုရဲ့တက်ခံရတယ်သူနဲ့သူမိမကတက်ခံရတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ရန်ကုန်မြို့မှလည်းတတော်ကိုလူတက်ပွဲကပြန်ပြီးတော့ထလာတော့ကျွန်တော်တို့တွေ့ရတယ်ဒီအရာတွေကိုချစ်ချင်းအဖြစ်ဖြစ်ရတွေကိုအကုန်လုံးကြည့်တဲ့အခါမှာကြားလို့ရှိရင်စိတ်ရဲ့အရှိန်ကတော်တော်မြင့်လာတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ် အရင်တော့တော့မှပဲဖြစ်တယ်အခုကမြုပ်ထက်မှဝင်လာတယ်ဂျုံတို့တို့ဂျာအင်းစေးတို့နော်ဖျားသုံးစုတို့ဆိုတော့ဒီနေရာတွေမှာခြေလိုက်တကယ်မြုပ်ထက်မှလည်းပဲဖြစ်တယ်ဆိုတော့ရန်ကုန်မြို့မှာတကယ်လှုပ်လှုပ်ကခတ်တယ်ဖြစ်သွားတာအခုအမြန်လာမှပြစ်သွားတာလို့ပါလို့ဆိုတာတကယ်မြုပ်ထက်ဝင်သွားပြီဆိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါကိုချစ်ချင်အပြည့်ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ဒီ SSPP ရဲ့တမဟာနေရာမှာသွားပြီးတော့ချက်တိုက်လေးပဲသွားပြီးတော့ပြန်တယ် ပြန်တဲ့ဟာကပါလဲဆိုလို့ရှိရင်လစ်လာပါလို့ပေါ့အဲ့ဒါကို SSP ကနေပြီးတော့လုံးဝမချစ်တတ်ဘူးအဒီမှာသူတို့ဟိုမှာစစ်ကောင်စီနဲ့ဆွေးနွေးဖို့သွားတဲ့အချိန်မှာသူတို့စီမှာသွားပြီးတော့ပြန်လာတယ်အဲ့ဒါဆိုလို့ရှိရင်သူတို့ဖြည့်ရှင်ဖို့သူတောင်းထားတယ်ဆိုတော့အတိတ်ပြရတော့သူတို့ငင်းချမ်းရယူထားတဲ့လူရောမယူထားတဲ့လူရော သူတို့ကယူမဆိုင်ဘူးအခုချိန်မှာဆိုလို့ချင်းဌာနချုပ်မှာတကယ့်ပိုးတွေကိုပြင်မထားပြီးတော့ပြည်တာကိုကျွန်တော်တို့တွေ့ရတယ်နော်ဝစ်တိုရီယာကမ်လို့ပြည်တာတို့အဟိုမှာ KNU မှာသူတို့ပြည်တာတို့ TNLA တို့ဘာတို့မှာနော်တော်ပြီးတော့ပြည်တာတို့ကို SSP မြန်မာတော့ပြီးတော့ထောင်းလန်းတာတို့ဘာလို့ဆိုတော့အတိပြတ်အကူကဒီခေပီရဲ့အကောင်းဆုံးအဲ့ဒီအိမ်မှာဒါရိုက်ပစ်တာတော့ကိုခေအန်ရဲ့အလှည့်ရောက်လာတော့မယ်နော်သူတို့အကောင်လို့လေလာထားပြီးသားဆိုတော့ဒီလူတို့ရဲ့အိမ်ဘိုးတွေအိမ်ကို သူတို့အရင်ဆုံးပြစ်မှာပဲဆိုတော့အဲ့ဒီညင်းချမ်းရဲ့လှုပ်ထားတဲ့ဒီ KNU ရဲ့အကောင်းဆုံးတွေကိုလည်းတတိထအောင်တတိထအောင်သူတို့လည်းလည်းရောက်လာမယ်နော်ဘာဖြစ်လို့ဆိုတော့သူတို့ကအကောင်လုံးသူတို့ဖက်မှာမပါဘူးဆိုတာသိပြီးသားပဲ မလို့ပဲဖြစ်ဖြစ်သူတို့ကဆိုလို့ရှိရင်သူတို့ဖက်မှာပါမယ်ဆိုရင်သူတို့လက်နဲ့တင်တယ်ကိုတော့သူတို့ပြတိုင်နဲ့ပူပုံတော့လောက်အောင်လို့သူတို့ကခံယူထားတယ်တကယ်တော့မလို့ဘူးဆိုရင်သူတို့ရန်သူပဲသူတို့လည်းသိတယ်ဒီနေ့ငါတို့ကိုချမှာပဲဆိုတော့သူတို့သိတယ်သူတို့လည်းအခု KNU ရဲ့ NCA လက်မှတ်ထိုးထားတဲ့လူတွေလည်းသိတတိထပေါ့အခုပို့ A1 တော့နော်အခုနကဘုံမကြီး A1 တော့အချက်ခံရပြီ ်ချက်ခံလိုက်ရပြီဆိုတော့တတိထတော့ဆိုဒီတတိန်တွေကတော့ဒီနေ့เนาะဇန်နဝါရီလ25ရက်နေ့မှာလူမှုကွန်ရက်ပေါ်မှာထင်ပေါ်ကျော်ကြားတဲ့အကြောင်းအရာတွေဖြစ်တဲ့ဆိုတဲ့အကြောင်းတင်ပြနေနေကိုချုပ်တယ်ဆိုတော့နောက်နေ့ဒီမှာပြန်ဆုံကြရအောင်ဗီဒီယိုအောက်က subscribe နေကိုနှိုက်ခေါင်းလုံးကိုတီးပြီးတော့ကျွန်တော်ဗီဒီယိုကိုအိုးဆုံးကြည့်ရှုနိုင်ပါတယ်